ကျမ်းမာတော်မူကြပါသားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့မေလ6ရက်နေ့ညခင်းပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရောင်ပါပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ရခိုင်ပြည်နယ်အတွင်းစစ်ရှုံးလာတဲ့တပ်ပြက်များကိုမြို့တော်စစ်တွေမှာပြန်လည်စုဆောင်းထားကြောင်းတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်မြို့တော်စစ်တွေမှာစစ်ကောင်စီနဲ့အရခတ်တပ်တော်အေအေတို့လက်နက်ကြီးတိုက်ပွဲဆင်နွှဲနေချိန်မှာစစ်ကောင်စီကတပ်ပြက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုစစ်တွေမှာစုဆောင်းအင်အားဖြည့်နေကြောင်းသိရှိရပါတယ်။ ဘူးတီတောင်ရသေးတောင်ပုံနှကျွန်းတန်တွင်းနဲ့မောင်တော်မြို့နယ်များမှာတက်ပြတ်လာတဲ့စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များကိုစစ်တွေမှစုဆောင်းထားပြီးခစစ်စင်ခိုင်းတာကြောင့်စစ်တရင်အရင်မြစ်ထံကနေသိရပါတယ်။ဒါပြင်စစ်ကောင်စီကလီချောင်းနဲ့ရေချောင်းအသုံးပြုပြီးတရင်အချို့မှထုံနှုံအင်အားတချို့နဲ့လက်နက်ခဲယမ်းများကိုစစ်တွေကိုပို့ဆောင်ထားကြောင်းသိရှိရပါတယ်။၂၀၂၀တဲကစစ်တွေမျိုးသိမ်းတိုက်ပွဲဆမယ်ဆိုတဲ့သတင်းတွေထွက်လာပြီးစစ်တွေကိုခန့်စစ်အခိုင်အမာပြင်းနေ။နေရာအနေထားရခန့်စစ်စင်ရင်တာတဲ့မျိုးပေါ့။ အခုဆိုတက်ပြက်လာသည်များစစ်တွေထဲမှာဆုထားတယ်ဘယ်လိုပဲပြင်ပြင်အေအေကတိုက်မယ်ဆိုစစ်တွေကကြာမှာပါစိတ်တက်အင်အားအရန်ကွာသွားပါပြီလို့စစ်ရေးတရင်အင်းမြစ်ကပြောပါတယ်စစ်ကောင်စီထိန်းချုပ်ထားတယ်စစ်တွေမြို့နယ်မှာရှိတဲ့ရွှေမင်းကန်၊ကံပြင်းရွာတက်၊ကံပြင်းရွာဟောင်း၊စော်မတက်၊ကန့်ကော်ကျွန်း၊တောကန်ရာတန်၊ငတောက်တက်၊သိမ့်တန်စတဲ့ကြေးရွာများမှာဒေသခံများကိုစစ်ကောင်စီကကြေးရွာအတွင်းကနေဖယ်ရှားခိုင်းပြီးနောက်နေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းဒေသတွင်သတင်းများကဖော်ပြပါတယ် စစ်ကောင်စီဟာဒေသခံများကိုဖယ်ရှားပြီးနောက်အဆိုပါကြေးရွာများမှာကာကင်းစခန်းများပြင်ဗန်ကာများမှာစောက်လုပ်၍ခံစစ်ပြင်နေကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ9ရက်နေ့ကလည်းစစ်တွေမြို့မှာရှိတဲ့ရေချမ်းပြင်အုံရီဖော်ကျွီတဲပိုက်စိတ်ကြီးကျွီတဲပိုက်စိတ်ကြီးကျွီတဲကြေးရွာအောင်တိုင်းကြက်တောပြင်ပလင်ပြင်ပြားလေချောင်းရွာဟောင်းရွာတစ်တင်မုံတန်းမောင်နီပြင်စတဲ့ကြေးရွာဆက်နေရွာမှာဒေသခံများကိုကြေးရွာများအတွင်းမှာမောင်းထုတ်ပြီးကာကင်းစခန်းများပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာရခိုင်ပြည်နယ်ကြောက်ဖြူမှာတိုက်ပွဲများရှိနေပြီးစစ်ကောင်စီကာကင်းတချို့ကိုအေအေကတိမ့်ပိုက်၍ရဲတပ်ရင်းဤတီထိုးစစ်ဆင်နေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းတူကတော့အင်းတော်မျိုးသိန်းတိုက်ပွဲမှာလက်နက်ချအညံ့ခံခဲ့တဲ့တပ်မခွန်ခွန်တပ်မမှုဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့တုံပန်းများကစစ်တပ်ရဲ့မတရားမဲမှုများအတွက်တောင်တရဟုဝန်ခံပြီးຫນွေဥတော်လန်ရေးအတွက်တက်နိုင်သမျှထဲ့ဝင်မိဟုဂရုပြုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။စကိုင်းတိုင်းအင်းတော်မျိုးသိန်းတိုက်ပွဲမှာ လက်နက်ချအညံ့ခံခဲ့တဲ့တပ်မခွန်ခွန်တပ်မမှုဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့စစ်တုံးပန်းများကစစ်တပ်ရဲ့တရားမဲမှုများအတွက်နောင်တရဟုဖွင့်ဟဝန်ခံခဲ့ကြောင်းမြို့သားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဦးရင်မွန်ကထုတ်ပေါ်ပြောဆိုပါတယ်။ယမန်နေ့ပြည်သူ့ကာကွယ်ရေးတပ်မတော်၄နှစ်ပြည့်မင်းကုန်းမှ NUG ကာကွယ်ရေးဝန်ကြီးဦးရင်မွန်ကထို့သို့ထည့်သွင်းပြောဆိုသွားခြင်းဖြစ်ပါတယ်။ အင်းတော်မျိုးသိန်းတိုက်ပွဲဟာရှစ်လကြာကြာဆင်နွှဲခဲ့ရတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တမိုင်းဝင်တိုက်ပွဲဖြစ်ပြီးစစ်စင်ရေးအတွက်ပြင်ဆင်ဆုံးဖြတ်ရတဲ့ကာလများပါထဲသွင်းတွက်ချက်ပါကတနစ်တင်းတင်းကြာခဲ့ကြောင်းအင်းတော်တိုက်ပွဲမှာလက်နက်ချအညံ့ခံခဲ့တဲ့တပ်မခွန်ခွန်တပ်မမုန်းစ်စစ်တုံးပန်းများမှာစစ်တပ်ရဲ့တရားမဲမှုများအတွက်နောင်တရကြောင်းဖွင့်ဟဝန်ခံလာခဲ့တဲ့အပြင်တော်လန်ရေးအတွက်တပ်နိုင်သည့်များကိုပါထဲဝင်ပါဝင်ပါမယ်လို့ဆိုလာကြောင်း စစ်တပ်ဘက်မှတပ်မှုများတပ်သားများအနေဖြင့်အမြန်ဆုံးအလင်းဝင်ကြရန်ဥယျာဉ်မွန်ကတိုက်တွန်းပြောဆိုပါတယ်။အခုငါတို့လက်ထဲရောက်နေတဲ့တပ်မှခွန်ခွန်တပ်မှမှုအပါအဝင်တုံပန်းတွေကလည်းသူတို့ရဲ့နောင်တကိုပွင့်ဟဝင်ခံကြတယ်။စစ်တပ်ကတရားမဲ့တယ်ဆိုတာသူတို့သိတယ်။ပြည်သူတော်လှန်ရေးမှာသူတို့တက်နိုင်တာထဲ့ဝင်မယ်ဆိုတာဂရုပြုကြတယ်။စစ်ကောင်စီတပ်ထဲမှာကြံရှိနေတဲ့တပ်မှုတပ်သားတွေအနေနဲ့ပြည်သူကိုအကြမ်းဖက်တပ်ဖြတ်တဲ့အထိလမ်းမရောက်စေတဲ့မိစ္ဆာဒိဋ္ဌိဝါဒကိုအမြန်ဆုံးဆွတ်လွတ်ကြဖို့တိုက်တွန်းလိုတယ်။ ဒီလိုသာဆွံ့လွတ်နိုင်မယ်ဆိုရင်နိုင်ငံနဲ့ပြည်သူလည်းမြ мян ချမ်းသာရရမယ်စစ်တပ်ကိုယ်တိုင်လည်းချမ်းသာရရမယ်လို့ဂရိပေးလို့လေလို့ဥယီမွန်က ရှင်းပြပါတယ်ဧပြီလ10ရက်နေ့အင်းတော်မြို့သိမ်းတိုက်ပွဲမှာတက်မခွန်ခွန်တက်မမူဘုံမူးချုပ်အောင်တပ်ဦးကိုအရှင်ဖမ်းဆီးရရှိခဲ့ပါတယ်ဘုံမူးချုပ်အောင်တပ်ဦးဟာစစ်တပ်ကတော့အပတ်စဉ်40နှစ်ကြောင်းစင်ဖြစ်ပြီးတက်မခွန်ခွန်တက်မမူအဖြစ်2024ခုနှစ်နှစ်စမ်းပိုင်းတွင်မှစတင်တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း၎င်းရဲ့နောက်ကျောင်းရာဇဝင်များကိုပြန်လည်လေ့လာကြည့်လျင် 2021ခုနှစ်စစ်အာဏာသိမ်းစအချိန်ရန်ကုန်မှဆန္ဒပြပြည်သူများကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ရမှာအောက်သက်ဦးကရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အမတ်တစ်စစ်ဗျူဟာမူဗိုလ်မှူးကြီးအဖြစ်နဲ့အမိန်ပေးခိုင်းစေခဲ့သူဖြစ်ကြောင်းသိရှိရပါတယ်။အဲဒီနောက်ရန်ကုန်တိုင်းစစ်ဌာနချုပ်အမတ်တစ်စစ်ဗျူဟာမူအဖြစ်မှကံယူရန်တိုင်းစစ်ဌာနချုပ်ကော်တောင်းတပ်နယ်ရဲ့စစ်ဗျူဟာမူအဖြစ်ပြောင်းရွှေ့ခဲ့ပြီး2023ခုနှစ်နိုဝင်ဘာလအထိတာဝန်ထမ်းဆောင်ခဲ့ကြောင်းအဲဒီနောက်တပ်မခွန်ခွန်တပ်မမူဖြစ်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ တက်မခွန်ခွန်တက်မမှုဘုံမှုချုပ်အောင်တပ်ဦးမှဇနီးဒေါ်တက်စုနယ်ထွန်းတားကြီးဖြစ်သူ ပြည့်ရှံဦးတားငယ်အန်ဖုံးဦးလိုရှိကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းတစ်ပုဒ်ကတော့ဒေါက်တာနေစိုးမောင်ကိုစစ်တပ်ကထောင်ပြောင်းပြီးကြောင်ထိုးလိုက်ကြောင်းတင်ဆက်ပေးပါမယ်မန္တလေးဥပ္ပိုလ်ထောင်မှာအချင်းချခံထားရတဲ့ဒေါက်တာနေစိုးမောင်ကိုရန်ကုန်အင်းစိတ်တောင်ကိုမတ်လ28ရက်ငလင်ဖြစ်ပြီးရပ်ပိုင်းအကြံလွန်ခဲ့တဲ့လာဆန်းကစစ်ကောင်စီအာဏာပိုင်များကပြောင်းရွှေ့ခဲ့ကြောင်းသိရှိရပါတယ် အာနာရှင်ဟောင်းဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့တမတ်ဖြစ်သူဒေါက်တာနေစိုးမောင်ကိုစူဘူးအောင်လှုပ်ဆောင်မှုပုံမှ905ကကြီးနဲ့မန္တလေးတိုင်းပြည်ကြီးတကွန်တရားရုံးကနေယခုနှစ်ဇန်နဝါရီလဆန်းပိုင်းမှာထောင်ဒဏ်3နှစ်ချမှတ်ထားပြီးမန္တလေးမှာရှိတဲ့အိုးဘိုထောင်မှာချုပ်နှောင်ထားခြင်းဖြစ်ပါတယ်။မတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့သခိုင်းငလင်တန်ကြောင့်အိုးဘိုထောင်အတွင်းမှာအဆော့အုံထိခိုက်ပျက်စီးမှုများရှိခဲ့ပြီးအကျဉ်းသားတချို့သေဆုံးတန်ရာရခဲ့ပါတယ်။ အိုးဘို့ထောင်အလုံယုံပြိုချမှုအတွင်းအမျိုးသား၃ဦးထိခိုက်ဒဏ်ရာရခဲ့ပြီးတဦးမှခြေထောက်ကျိုးသွားခဲ့ကြောင်းနိုင်ငံရေးမှုနဲ့အချင်းကြနေတဲ့တက်ကြီးပိုင်းအမျိုးသမီးတဦးမှမူတိတ်ဆုံးသွားခဲ့တယ်လို့အမည်မဖော်လိုတဲ့အိုးဘို့ထောင်ဝန်ထမ်းတဦးကပြောကြားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းသုံးသပ်ချက်ကတော့ရခိုင်နယ်ဆက်ဖြတ်ကျော်ဖို့ခွင့်ပြုလိုက်တဲ့ကုလသမဂ္ဂဘင်္ဂလားဒေ့ရှ်ကနေရခိုင်နယ်ဆက်ဖြတ်ကျော်ခွင့်ကိုကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကခွင့်ပြုလိုက်ပါတယ် လူသားချင်းဆိုင်ရာအကူအညီပေးရေးလမ်းကြောင်းအတွက်နေဆက်ဖြတ်ကျော်ဖို့တရားဝင်ခွင့်ပြုလိုက်တာပါဒီအစီအစဉ်ဟာအားလုံးသိပြီးနေပေမဲ့မြန်မာစစ်တပ်ကတော့သိသေးဟန်မတူပါဘူးဒီကိစ္စကိုဧပြီလ28ရက်ကဆွေးနွေးပြီးကုလသမဂ္ဂကခွင့်ပြုခဲ့တာပါဒီအကြောင်းကိုဘင်္ဂလားဒေ့ရှ်အစိုးရအကြံပေးအရာရှိတိုဟစ်ဟော်စိန်ကအတိပေးလိုက်ပါတယ်အားလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်အိန်းနီးချင်းရခိုင်ပြည်နယ်ကစစ်ပွဲတွေဟာဘင်္ဂလားအတွက်လည်းဒုက္ခပိုစေတယ်လို့ဆိုပါတယ် ရခိုင်ပြည်နယ်တဲကိုနေဆက်ဖြတ်ကျော်ဖို့ကုလသမဂ္ဂကခွင့်ပြုလိုက်တာဟာအာဏာသိမ်းစစ်တပ်နဲ့ဆွေးနွေးတာဟန်မတူပါဘူး။ဘယ်လိုလူသားချင်းဆိုင်ရာအကူအညီတွေဝင်လာမလဲဆိုတော့တော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ American စစ်တပ်ကလည်းရခိုင်နယ်ဆက်မင်္ဂလာနယ်ထဲမှာလေရင်ကွင်းတွေဖောက်ပြီးကုန်းလောင်းယုံတွေတည်နေပါတယ်။ဘယ်လိုအကူအညီတွေဝင်လာမလဲဆိုတော့တော့သုံးသက်ရခန့်နေပါသေးတယ်။တကယ်ပဲလူသားချင်းဆိုင်ရာအကူအညီတွေဝင်လာမလား။လူသားချင်းဆိုင်ရာအကူအညီတွေထဲမှာလက်နက်နဲ့စစ်ပွဲသုံးပစ္စည်းတွေပါလာမလားဆိုတာကတော့ပြောလို့မရသေးပါဘူး ဒီသတင်းကအိန္ဒိယသတင်းဌာနတစ်ခုကအသိပေးထားတဲ့အတွက်သတင်းကိုပဲတင်ပြလိုက်ပါတယ်။စောက်ဖြစ်မှကြောင်းတကာကိစ္စမှုမျောလင့်ချက်ပေးတယ်လို့မဖြစ်ချင်လို့ပါခင်ဗျာ။ဟုတ်ကဲ့ပါ။အခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းဤသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုအတွင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။